ဆိုတော့ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ရဲ့အထုပ်ကိုလူကြားထဲမှာလာပြီးတော့ဖြည့်ပြတာပဲဖြစ်ပါတယ်။အာဘာလဲဆိုတော့ကျွန်တော်မနေ့ကတငယ်ချင်းအိမ်ကနေအိမ်ကိုပြန်တဲ့ချိန်မှာလမ်းမှာရေဖန်ခံတီးပါတယ်။ဆိုတော့ဒါကကျွန်တော်ပထမဆုံးချိန်ရေဖန်ခံတီးရလားဆိုတော့မဟုတ်ပါဘူး။ကျွန်တော်အဲ့ဒီရှိမှလည်းနှစ်ချိန်လောက်ရေဖန်ခံတီးဖူးထားပါတယ်။ဆိုတော့ဒီခါတုံးချိန်မြောက်ပါနော်။အဲ့တော့ဒီနေ့ဗီဒီယိုကဘာရွယ်ချက်နဲ့ရိုက်ကူရလဲဆိုတော့အဲခုလက်ရှိဂျပန်မှာကားဆိုင်ငယ်မောင်းနေတဲ့လူတွေအနေနဲ့ တည်ထားတဲ့အကြောင်းအရာလေးတွေတည်ထားမယ့်အကြောင်းအရာလေးတွေကို share လုပ်ပေးချင်လို့ဖြစ်ပါတယ်။ဆိုတော့အားလေးကျွန်တော် share ရင်အရင်မလုပ်ခင်အရင်ဆုံးပေါ့နော်ကျွန်တော်မနေ့ကဖန်ခံထီးတဲ့အတွေ့အကြုံအရင်ဆုံးပြောပြပါမယ်။ဆိုတော့ကျွန်တော်ကဘလို့ဖန်ခံထီးလဲဆိုတော့ကျွန်တော်40မောင်းရမယ့်လမ်းမှာကျွန်တော်68နဲ့မောင်းလိုက်ပါတယ်။ပြောကျွန်တော်ကျွန်တော်သူတက်မှတ်ထားတဲ့ကီလိုထက်အဲ over ဖြစ်သွားလို့ပေါ့နော်ကြော်သွားလို့မလို့ဖန်ခံတည်တာပဲဖြစ်ပါလေဆိုတော့28ပေါ့နော်ကျွန်တော်28ကြီးမြတော့မှကီလို over ဖြစ်သွားတာပါအဲ့တော့ဟိုကျွန်တော်ကဟိုဘာမတိညာမတိပေါ့နော်လမ်းမှာ blind ကြီး ဘယ်လိုမျိုးဒီကိုမောင်းကြီးလောက်မောင်းတာများလားဆိုတော့အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ကျွန်တော်လမ်းမှာမောင်းတော့မယ်ဆိုရင်ကျွန်တော်အမြဲတမ်းကျွန်တော်ရဲကားတွေရှိလားအဲပြီးကျွန်တော်တို့အိမ်ကားအသွင်ဆောင်ထားတဲ့ crown တွေရှိလားဆိုပြီးကျွန်တော်အမြဲတမ်းကြည့်ပါတယ်ဆိုတော့ရဲကားဆိုတော့တည့်တဲ့အတိုင်းပဲဒါကားကြည့်အောင်နဲ့ဒါဒါရဲကားဆိုတာတည်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အိမ်ကားအသွင်ယူထားတဲ့ရဲကားကျွန်တော်ဒီ crown တွေပေါ့နော်ဆိုတော့ဒီ crown တွေကြတော့ဒါရဲကားလားအိမ်စီးကားလားဆိုတော့မသိဘူးပေါ့နော်အဲ့လိုမျိုးခြေနေမြို့မှာဆိုရင်ကျွန်တော်ကဘလို့ခွဲလာလဲဆိုတော့ ကျွန်တော်ခုလက်ရှိထည်ကကျွန်တော်ကားရဲ့ဒီ number plate ပေါ့နော်ကျွန်တော်ကားရဲ့ကားနံပါတ်ကားနံပါတ်ကိုကြည့်ပြီးကျွန်တော်ခွဲပါတယ်။များသောအားဖြင့်ကြည့်ကြည့်ပေါ့နော်ကျွန်တော်ရဲကားတော်တော်များများနံပါတ်၈နဲ့စတာများပါတယ်။ဆိုတော့ဟိုကျွန်တော် crown ကို AC ကားပုံစံမျိုးကျွန်တော်နံပါတ်၈နဲ့စတယ်ဆိုရင်အဲ့ဒီကားရဲကားပဲဆိုပြီးတော့ကျွန်တော်ကကျွန်တော်ကိုကျွန်တော်တတ်မှတ်ထားပါပေါ့နော်။ဆိုတော့အဲ့ချိန်မှာကျွန်တော်လဲဒါကျွန်တော်အမြဲတမ်းတော့ပြောလို့ပဲဘေးမဘေးပညာကြည့်တယ်ပေါ့ဗျာရဲကားရှိလားဘာလားဆိုတော့ရဲကားမရှိဘူးပထမတစ်ချက်ကရဲကားမရှိဘူးဒုတိယတစ်ချက်ကကျတော့ crown တွေ့ ဆိုတော့အဲ့ crown တွေ့အချိန်မှာကျွန်တော်ကအရင်ဆုံးဗာကြည့်လိုက်တယ်ဆိုတော့သူ့ရဲ့ number number ကိုကြည့်လိုက်တယ် number က3နဲ့စတာတယ်ဆိုတော့ဒါ3နဲ့စဆိုတော့တေချာဒါအင်စီကပေါ့နော်ဆိုတော့အင်စီကဆိုပြီးကျွန်တော်ပုံမှန်တိုက်မဲ့အိတ်ကောင်ကိုကြောပြီးတော့မောင်းလိုက်တယ်မောင်းပြီးလို့၄5စက္ကန့်တော့မကြာသေးဘူးနောက်ကနေသူကျွန်တော်တို့ရဲ့အတိုင်းပဲ crown အင်စီကရေဆိုရင်သူကစက္ကန့်ကကျွန်တော်တို့မတက်ထားဘူးလေအမိုးပေါ်မှာဒီ silent လုပ်လို့ရတဲ့ဟာတတ်မထားတဲ့အတွက် silent ဟာထွက်လာပေါ့နော်အလုံးလေးထွက်လာပြီးတော့ကျွန်တော်နောက်ကိုလိုက်ပါတယ်ကျွန်တော်လိုက်ပြီးတော့ ဖမ်းတယ်ဗောဗျာအဲဖမ်းတဲ့အချိန်မှာ तू ကဗာပြောလဲဆိုတော့အဲအဲ့ချိန်ကကျွန်တော်မိုးရွာနေရဟိုညဘက်ကြီးမိုးရွာနေတော့ तू ကားကိုထိုင်ခက်လိုက်တယ်နောက်ထိုင်ကုန်ဆိုတော့ဆိုတော့ကျွန်တော်အဲ့ရေကားလေးထိုင်လိုက်တယ်နောက်ထိုင်ကုန်မှာထိုင်ပြီးတော့အဲ तू ကပြတယ်ဗောနော်သူ့ရဲ့ကီလိုမီတာကိုပြတယ် तू ကကီလိုမီတာတိုက်နေဆက်ရှိရောရေကားမှာဆိုတော့အဲ့ကီလိုမီတာတိုက်နေဆက်မှာဒီမှာတဲ့28ကီလိုအိုဗာဖြစ်နေတယ်ဒီလမ်းကိုဘယ်လောက်နေမအောင်မှာလဲဆိုတော့တိလာတယ်ကျွန်တော်မေးကျွန်တော်ကလဲအော်တိရဲ့လို့ဒီလမ်း40နဲ့မအောင်မှာလို့အဲ့ဒါဆိုရင်ဘာလို့မလို့ကြော်မောင်းတာလဲတဲ့ ိုဆိုဂီဒက်စကာတဲ့ပြောချင်တာအလင်းလုံးနေလို့လားအဲ့လိုမဟုတ်ဘူးလို့ကျွန်တော်မီတာခွက်ကိုကြည့်ဖို့မေ့သွားတာပေါ့ဗျာအဲ့လိုပြောလိုက်တယ်ဆိုတော့အဲဒီလန်40နဲ့မောင်းမှာဆိုတော့နောက်တစ်ခါဆို40နဲ့ပဲမောင်းပေါ့ဗျာအဲ့လိုမျိုးတတိပေးတယ်ပေါ့နော်ဆိုတော့ကီလိုက28ကီလိုတောင် over ဖြစ်နေတော့သူကကျွန်တော်ဒန်ကြီးဘယ်လောက်ရိုက်လဲဆိုတော့အဲကျွန်တော်ကသူ့ကိုချက်ချင်းပဲသူတို့ကကျွန်တော်ကိုဗာပေးလဲဆိုတော့ no hook shot ဆိုတာပြပါတယ်မြန်မာနိုင်ငံမှာဆိုတော့တည့်တဲ့တိုင်းပဲဘာညာတရကပေးတိုင်းရတယ်ဆိုပေမဲ့ဂျပန်မှာကတော့အဲအဲ့လိုမျိုးပေးလို့မရပါဘူး တို့ကစနေတကြပဲပေါ့နော်ကျွန်တော် notebook shot ဆိုတော့ရိုက်ပေးပါတယ် notebook shot ရဲ့ kit ရဲ့ပေါ့နော်ဆိုတော့အဲ့ဒါနှစ်ခုပေးတယ်အဲဆိုတော့ဒါကကျွန်တော် notebook shot ပေါ့နော်ဆိုတော့ဒီစာရွက်မြင်ရလာမယ်တိဆိုတော့ဒါကျွန်တော် blog ဆောင်ရမှာလဲဆိုတော့ဒီမှာရေးထားတယ်ပေါ့နော်ဆိုတော့ဒီမှာ blog ရေးထားလဲဆိုတော့ကျွန်တော်တို့အဲ18000ဆိုပြီးရေးထားပါတယ်ပြီးတော့ကျွန်တော်18000ဆောင်ရမှာပါကျော်ဒီလိုဆောင်ရတဲ့စာရွက်ကကျွန်တော်ဘယ်မှာသွားဆောင်မှာလဲဆိုတော့ရဲစခန်းမှာသွားဆောင်မှာမဟုတ်ပါဘူးကျွန်တော်တို့ဘန်နေဒါမှမဟုတ်ရင်ကျွန်တော်တို့အဲ you been cure ဘောနော်အဲ့ဒီမှာဆောင်လို့ရပါတယ်ဆိုတော့ ိုကြိုက်တဲ့အစင်ပြေတဲ့ဘန်ကိုသွားမာတို့ကူချီမှာဆောင်းပါဘောနော်မာတို့ကူချီမှာသွားဆောင်းဒါမှမဟုတ်ရင်ကျွန်တော် you being kill ကိုမှလည်းသွားဆောင်းလို့ရပါတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်သွားဆောင်းရတာဘောနော်ပြောချင်တာကျွန်တော်တို့အဲ့ရဲကိုကျွန်တော်ဓာတ်ရိုက်ပိုက်ဆံပေးစရာမလိုပါဘူးကျွန်တော်အဲ့တော့ဒီ season ကတော့ကြာတယ်ပေါ့နော်အဲ့ဒါပြီးနောက်ထပ် side တစ်ခုရပါတယ်ဆိုတော့ဒီ side ကတော့ဘာရေးထားလဲဆိုတော့ဒီ side မှာတော့အဲကျွန်တော်ဘာကြောင့်ဖမ်းလဲဆိုတော့အကြောင်းပြချက်ပေါ့နော်အဲအကြောင်းပြချက်ရဲ့ကျွန်တော်ရဲ့ license card တွေကျွန်တော်ရဲ့နာမည်တွေကျွန်တော်ကျွန်တော်ရဲ့အင်္ဂလိပ်စာတွေအဲ့ဒါတွေရေးပေးထားတယ်ဆိုတော့ပေါ့နော်ကျွန်တော်ရဲ့ဖမ်းကနေကျွန်တော်ဒီ side နှစ်ရွက်ရပါတယ် ။တရက်ကတော့ကျွန်တော်တို့ဒဏ်ကြီးဆောင်ရမယ့်စာရွက်နောက်တစ်ရက်ကတော့ဘာကြောင့်ဖမ်းလဲဆိုတာရေးထားတဲ့စာရွက်ပေါ့နော်ဆိုတော့အဲ့စာရွက်နှစ်ရွက်ရပါတယ်။အဲ့တော့ဆောင်တဲ့ချိန်မှာတော့ဒီစာရွက်ပဲယူသွားမှာပေါ့နော်။အဲ့တော့ဒီစာရွက်ကတော့ဘာအတွက်သုံးဝင်လဲဆိုတော့ဒီစာရွက်ကကျတော့ကျွန်တော်ကျွန်တော်တို့ဘာကြောင့်ဖမ်းလာလဲဆိုတာကြည့်ကြည့်ပေါ့နော်။ပြောချင်တာဟိုမဟုတ်တရုတ်တွေမဟုတ်တာတွေရေးထားလာပေါ့နော်ပြောချင်တာမဟုတ်တာရေးထားလာဆိုတော့ဒီမှာချက်တွေအများကြီးရှိတယ်။ မာဘာဘာဘလိုဘလိုဘလိုဖြစ်ရင်ဖမ်းမယ်ဆိုတာမျိုးရေးထားတယ်ပေါ့ဒီချက်တွေဒီစာတွေကဆိုတော့အဲ့ဒီမှာကိုဖမ်းကံမထီးတဲ့နဲ့ဟာမျိုးကိုသူကဝိုင်းထားတယ်ချေထားတယ်ဆိုတော့ဒါကျွန်တော်ပြောလို့ရပါပြန်ပြောလို့ရပြန်ပြောရဆိုတာအကျွန်တော်လို့မလုပ်ဘူးလေဆိုတာမျိုးပြန်ပြောလို့ရပါနော်အဲ့တော့ဒီမှာတော့သူကအတိအကျရေးထားတယ်အတိအကျရေးထားဆိုတာအဲကျွန်တော်ကိုဘာကြောင့်ဖမ်းလဲဆိုတော့သူကအတိအကျရေးထားပြောချင်တာလိမ့်ပြီးမရေးဘူးပေါ့နော်ကမှန်တိုင်းပေါ့နော်အမှန်တမ်းလုပ်ပေးထားတယ်ဆိုတော့အဲကျွန်တော်ဒီဗီဒီယိုမှာအဓိကပြောချင်တာကတော့ဘာလဲဆိုတော့အဲ့တော့လမ်းမပေါ်မှာမောင်းမဲ့ဆိုရင် ကျွန်တော်ရဲကားတွေထိထားပါအဲရဲကားထိထားအချိန်မှာတစီကတော့ဒါကျွန်တော်မြေုံနဲ့တိတဲ့ရဲကားပေါ့နော်နောက်တစီကကျတော့ကျွန်တော်အိမ်စီးကားအတွင်ယူထားတဲ့ crown တွေပါဆိုတော့အဲ့ crown นี่ကများသောအားဖြင့်နံပါတ်ကြည့်ပြီးတော့ခွဲလို့မရတော့ပါဘူး။အဲရင်တော့ကတော့ကျွန်တော်တီးတော့ဆိုရင်နံပါတ်၈နဲ့စတာများတယ်။နံပါတ်၈ဆိုရဲကားများတယ်။အခုကကျတော့နံပါတ်၃နဲ့စရဲကားတွေဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ဒီ crown นี่ကအင်စီကားတွေလာနံပါတ်၃နဲ့စတာ哦။အာဆိုတော့ ဘယ်လိုခွဲရမလဲပေါ့နော်ဒါရေကားလားအင်စီကားလားဘယ်လိုခွဲရမလဲဆိုတော့တနည်းပဲရှိပါတယ်အဲ့ဒါဗာလဲဆိုတော့ကျွန်တော်လူကိုယ်တိုင်ကြည့်ပါမျိုးလုံးနဲ့ကြည့်ရမှာပါဘယ်ကိုကြည့်ရမှာလဲဆိုတော့အဲ့ဒီကားခန်းမှာ ကျွန်တော်ကားမောင်းနေရဘဒူမောင်းနေရလဲဆိုတော့ကြည်မှာပဲကျွန်တော်မြင်ရမှာပါမြင်သွားပြင်ကျွန်တော် AC crown တွေကိုရဲတွေစီးထားတယ်ဆိုတော့သူကရဲတွေကဘာဝတ်စုံဝတ်ထားလဲဆိုတော့ကျွန်တော်အပြာရောင်ဝတ်စုံဝတ်ထားပါတယ်ကျွန်တော်အင်ကြီးအပြာဘောင်းမီပြာဝတ်ထားပါတယ်ပြောချင်တာကျွန်တော်ကားပုံစံကြည့်အောင်နဲ့ကားနံပါတ်ကြည့်အောင်နဲ့ကျွန်တော်ခွဲလို့မရဘူးကျွန်တော်ကားတွေကိုတစ်ချက်လှမ်းပြီးတော့ဗောနောမတိမတာရှိုးမှကြည့်ရမှာပါကျွန်တော်ပြောတဲ့အချိန်မှာကားကိုလှမ်းရှိုးတဲ့အချိန်မှာအဲကျွန်တော်အင်ကြီးအပြာဘောင်းမီပြာဝတ်ထားတယ်ဆိုတော့တိကျပါတယ်အဲ့ဒါရဲပါဆိုတော့အဲ့လိုမျိုးချင်းနေမှာဆိုထိထားပြီးတော့မောင်းပါဒါကျွန်တော်ဒါဂျပန်မှာ ကားဆိုင်ငယ်မောင်းနေလို့ဒါတိကိုတိရမယ်အချက်ပေါ့နော်โอเคဆိုတော့ကျွန်တော်ကဘလောက်နဲ့ဖမ်းခံလဲဆိုတော့ကျွန်တော်40လမ်းမှာ68နဲ့မောင်းလို့ဖမ်းခံတာပါပြောချင်တာက28ကီလိုအိုဘာဖြစ်နေပါတယ်အဲ့တော့ကျွန်တော်ဒံငွေဘလောက်ဆောင်အောင်လဲဆိုတော့1000ရှစ်ထောင်ဆောင်ရပါတယ်တော့သူတက်မှတ်ထားပါတော့ဘလောက်ကီလိုအိုဘာဖြစ်တယ်ဆိုတော့ဘလောက်ဒံငွေဆောင်မှာဆိုတော့တက်မှတ်ထားတယ်ကျွန်တော်ကကျတော့ဒံငွေ1000ရှစ်ထောင်ဆောင်ရတယ်နောက်တစ်ခုကကျွန်တော်ကျဲ3ပွင့်ပေါ့နော်ကျွန်တော်တကျဲ3ပွင့်ချော့ခံရပါတယ် ပြီးရင်ကျွန်တော်ဗာပြောခံလဲဆိုတော့စံကာကိစ္စအီနိုင်ပေါ့နော်၃လအတွင်းမူကြီးကိုမူဤဟန်အပြောစံကကြီးကိုမဖြစ်အောင်ဤဟန်မလို့အောင်အဲအဲ့လိုမျိုးကျွန်တော်တို့တို့ကကျွန်တော်တို့ဒတိပေးလိုက်တယ်ပေါ့ဗျာဆိုတော့ဒီဗီဒီယိုမှာကနောက်တစ်ခုပြောစရာရှိပါသေးတယ်အဲ့ဒါကဗာလဲဆိုတော့ speed တို့ဤဟန်ပေါ့နော်ဘလောက်ကီလိုအိုဘာဖြစ်ရင်စပြီးတော့ဖမ်းလဲဆိုတော့များသောအားဖြင့်15ကီလိုအိုဘာဖြစ်တာ ਨੇ ဖမ်းတယ်ပေါ့နော်နားလည်အောင်ပြောရမယ်ဆိုရင်ကျွန်တော်လမ်းတလမ်း40ကီလိုမီတာ ਨੇ မောင်းရတယ်ဆိုရင်အဲ့ဒီလမ်းမှာကျွန်တော်တို့ကအဲ90နဲ့မောင်းနေဆိုရင်ပြန်လာမရှိတော့မဖမ်းနေဘူးတုံတိုင်ရော အဲ့ဒီ40လမ်းမှာကျွန်တော်တို့56လောက်နဲ့မောင်းလိုက်ပြီဆိုရင်ဖမ်းပါပြီ။ဘာလို့လဲဆိုတော့ကျွန်တော်တို့16ကီလိုအိုဗာဖြစ်သွားတယ်ပေါ့နော်။ဒါကဟိုလမ်းပေါ်မူတည်ရေးပေါ့နော်။မထပါတော့ခိုးစုပ်ကူတို့လို highway လမ်းဆိုတော့ဘယ်လောက်ကီလိုအိုဗာဖြစ်သွားမှာဖမ်းတာမျိုးရှိတယ်။ဒါကဒိုင်းတိုင်းပဲပေါ့နော်။ ဟိုကျွန်တော်ပြောချင်တာအဲ့လိုပြောလိုက်လို့40လမ်းမှာ55လောက်အဲ53 54လောက်မောင်းရုံနဲ့မဖမ်းဘူးလားဆိုတော့ဒါဖမ်းကျင်ဖမ်းကောင်းဖမ်းနိုင်တယ်ပေါ့နော်ဒါပေမဲ့များသွားဖျင်းရတော့55အထက်ကီလိုဘာဖြစ်မှာဖမ်းတာများပါတယ်ဘာလို့ဆိုတော့ပရိုတက်မှတ်ထားတဲ့ဟာရှိတယ်ပေါ့နော်အစင်းစင်းရှိတယ်အဲ့တော့ဘလိုတက်မှတ်ထားလဲဆိုတော့ဘလောက်ကီလိုအိုဘာဖျင်းဘလောက်တန်ခွေဆောင်းရမယ်ကြည့်ဘယ်နှပွင့်လျှော့မယ်ဆိုတာတက်မှတ်ထားတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်ဖမ်းခံရတာကြတော့ဒါ speed ကို e hand နဲ့ဖမ်းခံတာဖြစ်ပါတယ်အဲတန်ခွေက1800ဆောင်းရတယ်73ပွင့်ဖြုတ်ချခံရတယ်ပေါ့နော် အဲ့တော့ဟိုပြောချင်တာကျွန်တော်ဂျပန်မှာကားဆိုင်ငယ်မောင်းတဲ့လူတွေနဲ့တော်တော်လေးတတိထားပြီးတော့မောင်းသေးချင်ပါတယ်အခုတော့လပိုင်းတော်တော်လေးကိုစီကန်းနေချက်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြည့်တယ်ဟိုဒီဗီဒီယိုကြည့်နေတဲ့လူတွေကားဆိုင်ငယ်မောင်းတဲ့လူတော်တော်များများလဲဟိုတူတက်မှတ်ထားတဲ့40ကီလိုမီတာနဲ့တက်မှတ်ထားတဲ့လာမှာ40နဲ့မောင်းတဲ့လူဆိုတာလက်ချိုးရည်လို့ရမယ်ဟိုအများသွားပြန်မမောင်းကြဆိုတော့ကျွန်တော်ကြည့်ပါတယ်ဆိုတော့မမောင်းမှုဆိုရင်တော့မှတော်တော်ပြောလို့မျိုးတီထားပြီးတော့ကြည်ပါပြောချင်တာရေကားရှိလား AC ကအတွင်ယူထားတဲ့ crown ကြီးရှိလား ရေကခရောင်းနေပေါ့နော်အဲကောင်နေရှိလားပြီးကျွန်တော်ကီလိုမီတာတွေနဲ့တိုင်းပြီးတော့ကျွန်တော်ချပြီးတော့အဲတိုင်းနေတဲ့ရေအုပ်စုတွေမဲ့လိုမျိုးခိုးချောင်းခိုးနေလှမ်းပြီးတော့တိုင်းနေရေရရှိလားကျွန်တော်အဲ့လိုမျိုးလေးကြည့်ပြီးတော့မောင်းစေချင်တယ်ပေါ့နော်အဲကျွန်တော်တို့ဒါကတော့တုံးချင်မြောက်ပဲဖြစ်ပါတယ်ရှေ့ရနှစ်ချိန်တော့တတ်တတ်ပေါ့နော်အဲအကြောင်းလေးလည်းကျွန်တော်အလျင်တင်တင်တယ်လို့ကျွန်တော်ပြန်ပြီးတော့ share လုပ်ပေးပါမယ်ဆိုတော့ဒီဗီဒီယိုကဟိုကျွန်တော်အထုပ်ကျွန်တော်လာဖြည့်တာဆိုတာတဲ့ဟိုရေဘက်ကတိလို့ကုံစားနေရလားဆိုတော့ကုံစားစရာအကြောင်းဒီစက်မှမရှိဘူးပေါ့နော်ဘာလို့ဆိုတော့ တောင်းချီတောင်းဆောင်လိုက်ရတယ်ဗျာဒီမှာလည်းနည်းတော့ပမာဏမှာမဟုတ်တာကျတော့ဒါပါပဲပေါ့နော်အဲ့ဒီစားကကျွန်တော်အခုပိုက်ဆံမစော်ရေးပါဘူးကျွန်တော်မနေ့ကဖန်ခံတီးရဆိုတော့အဲဒီနေ့ကကျွန်တော်ဆယ်လာပိုင်း20ရက်နေ့ပေါ့နော်ဆယ်လာပိုင်း29ရက်နေ့ခိဒီကဆောင်လို့ရတယ်ပြကြမများသွားပြန်တပတ်အချိန်ပြည်တယ်ပေါ့နော်ပိုက်ဆံဆောင်ဖို့အတွက်အဲ့တော့ကျွန်တော်တပတ်အတွင်းသွားပြီးတော့ဆောင်မှာဖြစ်ပါတယ်ဆိုတော့ဒီမှာရေးထားတယ်ပေါ့နော်ဘယ်ရဲ့အတွင်းမှာမဖြစ်မနေသွားဆောင်မှာဆိုပြီးတော့ချော့ဒါပါပဲ ပြီးတော့တခြားတိကျနေတာရှင်ကွတ်မမရေးပြီးတော့မေးလို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒါပါပဲအားလုံးထူပဲကျေးဇူးတင်ပါတယ်ဤကြော့